မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့လည်းကင်းတရင်နေကိုတင်ဆက်ပေးပါမယ်အကျန်းဖက်စစ်ကောင်းဆောင်မဲအောင်လိုက်ကမြန်မာနှစ်တက်ကူကာလလှုပ်ဆောင်မြက်ဖြစ်တယ်အချင်းသားတို့လူငိမ့်ချမ်းသာခွင့်ပေးဖို့ရှိနေပြီအဲ့ဒီလူငိမ့်တတခွင့်နဲ့အာဆီယံရဲ့အတိမပြုမှုကိုရယူခြင်းလည်းဆိုပါတယ်မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေဒုက္ခပေါင်းစုံရောက်နေပြီမန္တလေးမှာဆိုရင်မိုးရွာချလိုက်တဲ့အတွက်ပြည်သူတွေဟာတော့ကအပူမိတွေခံစားနေရတဲ့အခြေအနေ ထိတိယယောက်ကူညီမှုတွေမပေးနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတော့တစ်ဖက်မှာမန္တလေးမုံရွာလမ်းပိုင်းကအလကပတ်ကျေးရွာကိုဝင်ရောက်စီးနင်းပြီးမိရှိုဖျက်ဆီးသွားပြီးတော့တန်ငါတော်15ဗားနဲ့ပြည်သူ10ဦးကိုပါဖမ်းဆီးထားပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါစို့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကမြန်မာနေတကူကာလလုတ်ဆောင်မြက်ဖြစ်တဲ့အကျဉ်းသားတို့လွဉ်ငိမ့်တက်တာကွင့်ပေးဖို့ရှိနေပြီး အဲ့ဒီလွန်ငိမ့်တတခွင့်နဲ့အာဆီယံရဲ့အတိမတ်ပြုမှုကိုရယူခြင်းနေတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကဧပြီလ19ရက်နေ့မှာအကြက်ဖက်မင်းအွန်လိုင်းနဲ့အာဆီယံခေါင်းဆောင်ပိုင်းတွေအနေနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံမှုရှိနေတယ်လို့လည်းပြောထားပါတယ်။အဲ့ဒီအတွက်အကြက်ဖက်မင်းအွန်လိုင်းဟာအဲ့ဒီတွေ့ဆုံမှုမှာအာဆီယံရဲ့အတိမတ်ပြုမှုကိုလိုချင်နေတဲ့အတွက် မြန်မာနေတကူ27ရက်နေ့ရောက်တိုင်းပုံမှန်လုံနေကြဖြစ်တဲ့အကျဉ်းသားတွေကိုလွတ်ငင်းချမ်းသာ권ပေးပြီးတော့သူ့အနေနဲ့အကျဉ်းသားတွေကိုလွှတ်ပေးပါတယ်ဆိုတဲ့ပုံစံနဲ့ပဲတစ်ဖက်မှာသွားတွေးဖို့အဲ့ဒီနေ့ကိုရွေးထားတာဖြစ်တယ်လို့လည်းနေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီလို27ရက်နေ့လွတ်ငင်းတပ်သား권ပေးမယ့်အထက်မှာ အာဆီယံကဒီဇိုင်းမမတ်တောင်းဆိုနေတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်နှုတ်ကိုလွှတ်မဲ့တည်င်းတော့လော်လော်ဆဲမကြားသေးသလိုပုံမှန်ရာဇဝတ်အကျဉ်းသားတွေလွှတ်မဲ့တည်င်းနဲ့နိုင်ငံရေးအကျဉ်းသားတို့လွှတ်မဲ့တည်င်းလောက်သာကြားထားတယ်လို့နေပြည်တော်စစ်တပ်တည်င်းရှိမိကပြောထားပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကတော့ဧပြီလ19ရက်နေ့မှာမြန်မာစစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့အာဆီယံကောင်းဆောင်ဘိုင်းတွေထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံမှုကိစ္စဟာ ငလင်ဘေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးနဲ့အပြစ်ခတ်ရစဲရေးတွေကိုသာအဓိကဆွေးနွေးသွားမှာဖြစ်တယ်ဆိုပြီးပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ငလင်နံခမ်းဇတ်ထားရတဲ့မန္တလေးမြို့မှာတကြံအကျက်နေဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲမိုးတိထန်စွာရွာသွန်းမှုကြောင့်ငလင်နံတင့်ထားတဲ့တိုက်တာတချို့ထပ်မံပြိုကျသွားပြီးမိဒီလာမြို့ဘက်မှာလည်းမြေပြိုမှုတချို့ဖြစ်ပွားခဲ့ပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ဧပြီလ15ရက်နေ့ဖြစ်တဲ့မနေ့ကတကြံအကျက်နေမှာပဲ ငလင်တန်းခန်းစားထားရတဲ့မန္တလေးမြို့မှာမိုးတီထန်စွာရွာသွန်းခဲ့ပြီးရေကြီးမှုတွေပါဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီချိန်ငလင်တန်းတင့်ပြီးတိမ်းဆောင်းနေတဲ့မန္တလေးမြို့26လမ်းက5 store သုံးတက်တိုက်အဆောက်အုံမှာထပ်မံပြိုကျသွားတဲ့အပြင်မန္တလေးအကွက်259ပဲဝင်းရက်89လမ်းနဲ့31လမ်းကငလင်တန်းကြောင့်ထိခိုက်ပျက်စီးထားတဲ့သုံးတက်တိုက်လည်းပြိုကျပျက်စီးသွားတယ်လို့မန္တလေးမြို့နေပြည်သူတွေကပြောထားပါတယ် ဒါအပြင်တစ်ဖက်ကမိတိလာမှာလဲမိုတီထန်စွာရွာသွန်းတဲ့အချိန်ငလင်တန်းကြောင့်ပျက်စီးထားတဲ့မိတိလာကံပေါင်းလမ်းပိုင်းလဲမြေပြိုမှုတွေထပ်ပြီးဖြစ်သွားခဲ့ပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေဒုက္ခပေါင်းစုံရောက်နေပြီးမန္တလေးမှာဆိုရင်မိုးတွေပါရွာချလိုက်တဲ့အတွက်ပြည်သူတွေဟာတောကအပူမိတွေခံစားနေရတဲ့အချိန်ထိတိယောက်ကူညီမှုတွေမပေးနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတော့ တဖက်မှာမန္တလေးမုံရွာလမ်းမိုင်းကအလကပတ်ကျေးရွာကိုဝင်းရောက်စီးနင်းပြီးမိရှုဖြက်စီးတွားပြန်တဲ့အပြင်တန်ဃာတော်15ဘာနဲ့ပြည်သူ10ဦးကိုပါဖမ်းဆီးထားပြန်တယ်လို့မြင်းမူ PKDF အဖွဲ့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ15ရက်နေ့ဖြစ်တဲ့မနေ့ကတကြံအကြက်နေ့မှာပဲမြင်းမူမြို့နယ်မန္တလေးမုံရွာလမ်းမိုင်းမှာရှိတဲ့အလကပတ်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဝင်းရောက်စီးနင်းခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်ကျေးရွာတွေကပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီမြင့် ကြေးရော်တဲ့ကနေထွက်ပြေးလို့မလွတ်တဲ့ပြည်သူ၁၀%ဝင့်ကျင်တဲ့ဘုံကြီးချောင်းကတန်ဃာတော်၅ဘတ်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးလိုက်ပြီးနေအိမ်၁၂လုံးကိုလည်းမိရှုဖျက်ဆီးလိုက်ကြပြန်တယ်လို့မြင်းမူ PKDF အဖွဲ့ကပြောထားပါတယ်။လက်ရှိမှာငလင်နိုင်ငံအောင်တိတုကရောက်နေတဲ့ပြည်သူတွေကိုထိထိရောက်ရောက်ကူညီမှုမပေးနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာတစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ကြေးရော်တွေကိုစစ်ကြောင်းထုတ်ဝင်ရောက်တာတွေအဆက်မပြတ်လုပ်နေကြတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ဖက်မှာလေလက်ရှိငလင်တန်းကြောင့်ပြည်သူတွေအတိတ်တုတ်ကရောက်နေတဲ့အချိန်အချမ်းဖက်စစ်ကောင်စီတပ်ကတော့နိုင်ငံတကာကိုလူကြက်ကောင်အပြစ်ရထားပါတယ်ပြောပြီးတစ်ဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးတာတွေဇက်တိုက်လုပ်နေရမှာမကွေးတိုင်းရေစုံမြို့နယ်အတွင်းကိုလည်းစစ်ကြောင်းထိုးလာပြန်တဲ့အတွက်အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကခုခံတိုက်ခိုက်ချင်းမို့ရမှာစစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးတိတ်ကုန်ကြပြီလို့ရေစုံပတ်ခပားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခစ်တွေကိုပြောပါတယ်ဒါကတော့ဧပြီလ၃ရက်နေ့ကပဲ အဂျပန်စစ်ကောင်စီရဲ့ရေစိုးမြို့ခလာယာ258တရင်ကနေထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာကန်တစ်ဂျေးရွာအနီးဝင်ရောက်လာတဲ့အချိန်ဒေါ်လန်ကြီးပူပေါင်းတပ်တွေကခုခံတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့နေရာမှာတင်ပစ်လဲပြီးအသီးသီးတိတ်ကုန်ကြပြီးတဲ့နောက်အဲ့ဒီသူတို့ရဲ့စစ်သားမသားအလောင်းတွေကိုတဲပြီးပြန်ဆုတ်သွားကြတယ်လို့ရေစိုးပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာငလင်နံညောက်အတိတ်တုတ်ကရောက်နေတဲ့ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးအပ်လို့ရအောင် UNG PDF တပ်တွေနဲ့တိုင်းသာတော်လှန်ရေးတပ်တွေကထိုးစစ်တွေကိုမလုပ်ဘဲခုခံစစ်အနေနဲ့သာယာယီအပြစ်ရပ်ပေးထားပေမဲ့အကြံဖက်စစ်ကောင်စီတပ်ကတော့နိုင်ငံတကာကိုလူကြောက်အောင်သူတို့စစ်တပ်ကအပြစ်ရပ်ထားပါတယ်ပြောပြီးတစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်ရက်ဆက်လုပ်နေတဲ့အပြင်မြေပြင်မှာလည်းစစ်ကြောင်းထိုးတာတွေကိုဇက်တိုက်လုပ်နေတယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာလည်းမြန်မာနိုင်ငံမှာလက်ရှိငလင်းဒဏ်ကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်ဘကိုးတိုင်းကမင်းလာမြို့နယ်မှာတော့ အကြံပေးစကောင်းစီလောက်ခံဘန်ဘွေဂျေရပူစော်တီထွန်းထုံးဝင်းတို့လင်မယားဟာ PDF သတင်းတွေကိုအာချိုမန်တက်လိုက်လံစုံစမ်းပြီးစစ်တပ်ခေါ်ဖမ်းဆီးခိုင်းဖို့လုပ်နေပြန်တဲ့အတွက်ဒေါ်လိုင်းရေဘော်တွေကတွားရောက်ဖမ်းဆီးရမှာပြူစော်တီတင်နန်းစင်းစာဦးကလက်ပစ်ပုံးနဲ့လှမ်းပစ်တဲ့အတွက်ပြစ်ခတ်ရှင်းနေမှုအတွင်းပွဲချင်းပြီးကိုတေသွားသလိုယောက်ျားဖြစ်သူပြူစော်တီထွန်းထုံးဝင်းကထွက်ပြေးသွားတယ်လို့ဒါယာရီခန် PDF တရင်383ညာ2ရက်တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ13ရက်နေ့ညပိုင်းမှာပဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ် ဲ့ဒီမင်းလာမျိုးနဲ့ဗန်ဘွေးဂျင်းရွာပြူစော်တီထွန်းတော်ဝင်းနဲ့မိမဖြစ်သူပြူစော်တီတင်နန်းစင်စာဥဆိုသူတို့ကိုဒေါ်လန်ရေးတဖွဲ့တစ်ခုကတခါဖမ်းဆီးခဲ့ပူပြီးနောက်နောက်စစ်တပ်နဲ့မပတ်သက်ဖို့ပြောပြီးတော့ပြန်လွတ်ပေးခဲ့တာတော့ဂယုမဆိုင်ပဲအခုဆိုဒီလောက်နိုင်ငံတော်ငလင်းဘေးတွေနဲ့ပြည်သူတွေဒုက္ခပေါင်းစုံရောက်ပြီးဒေါကအပူမီးတွေခံစားနေရတဲ့အချိန်သူတို့လင်မယားနှစ်ယောက်စလုံးဟာစစ်တပ်အတွက်တော်လန်ရေးသတင်းတွေကိုလိုက်လံစုံစမ်းပြီးဖမ်းဆီးခိုင်းဖို့လိုက်လုံနေတဲ့အပြင် ဂျေးရွာတွေကပြည်သူတွေကိုပါချိမ့်ချောက်ပြီးတော့စစ်တပ်ခေါ်ဖမ်းဆီးခိုင်းတာတွေပါထတ်လုံနေတဲ့အတွက်ဒါယာရီခန်ပီတီရဲ့တရင်38 3နှစ်ရဲဘော်တွေကသူတို့ရဲ့နေအိမ်ကိုတွားပြီးဖမ်းဆီးတဲ့အချိန်မှာပြူစော်တီထွန်းထွန်းဝင်းရဲ့မိမဖြစ်သူပြူစော်တီတင်နန်းစင်စာဦးကဒေါ်လာ8ရဲဘော်တွေကိုလက်ပစ်ဘုံနဲ့လှမ်းပစ်ဖို့လုပ်ခဲ့တယ်ဆိုပါလေ။ အဲ့ဒီအချိန်မှာပဲတော်လိုင်းရဲ့ရဲဘော်တွေကတနက်နဲ့သုံးချက်ပြစ်ခတ်လိုက်ရပြီးပြူဇော်တီစာဦးကတော့နေရာမှာပဲပွဲချင်းမိကိုတိတ်သွားတော့ယောက်ျားဖြစ်သူပြူဇော်တီထွန်းထွန်းဝင်းကတော့မိမကိုတော့လှဲ့မကြည့်ပဲကိုလွတ်ယုံထွက်ပြေးသွားတယ်လို့ဒိုင်ယာရီခိုင်ပီဒီတရင်383ညနှစ်ရတာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေဒီကနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါချစ်စုပေးခဲ့အတွက်ချစ်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ